မင်္ဂလာပါအခုဗီဒီယိုမှာတော့2025ခုနှစ်ဇွန်လကနေ2025ခုနှစ်ဒီဇင်ဘာလကုန်တဲ့အထိမေထုံရာသီဘွားရဲ့အကြောင်းကိုအရှေ့တိုင်းနက္ခတဗေဒနိစရိနဲ့ပြင်ပြဟောပြောပြသွားမှာဖြစ်ပါတယ်ဇွန်လ16ရက်နေ့ကနေဇူလိုင်လ16ရက်နေ့တွင်မွေးပွားကြသူတွေဟာမေထုံရာသီဘွားများဖြစ်ကြပါတယ်မေထုံရာသီဘွားတွေအနေနဲ့2024ခုနှစ်အောက်တိုဘာလကစပြီးတော့မှအစသရရအခက်အခဲရှိတာမျိုး အစသားရေရအစင်သားအစင်မပြေတာမျိုးတုံခဲ့ပြီမဲ့အခု2025ခုနှစ်ဇွန်လကစပြီးတော့မှအခက်အခဲတွေကြားကလုပ်ငန်းတစ်တွေရတာမျိုးယာဘူးတိုးတာမျိုးကြုံတွေ့ပါလိမ့်မယ်အဲ့ဒါပြင်အိုးရင်အစ်တွေပယ်စင်တာမျိုးတွေကြုံတွေ့နိုင်တယ်သင်တန်းတက်ရတာမျိုးတွေကြုံတွေ့နိုင်ပါတယ်မိမိပြောင်းရွှေ့လိုချင်တဲ့နေရာတွေကိုပြောင်းရွှေ့ရတာမျိုးတွေရနိုင်တယ်ပြောင်းရွှေ့ရရင်ပြောင်းရွှေ့ရတာမျိုးတွေကြုံတွေ့နိုင်ပါတယ်အခက်အခဲတွေရှိပေမဲ့အဲ့ဒီအခက်အခဲတွေကိုလွယ်လွယ်ကူကူနဲ့ကျော်ဖြတ်ပြီးတော့မှ ကိုယ်ရဲ့စိတ်ကူးတွေခေါင်းတော့အစီအပြင်းမဲ့ကာလာလေးဖြစ်ပါလေမေတုံရာသီတူရာသီဒနုရာသီကွန်ရာသီအိမ်တွေမှာမူလဂျိုတွေအကောင်းရင် အကောင်းတယ်လို့အစီအပြင်းမဲ့အချိန်ကာလာလေးဖြစ်ပါလေအခြေအင်တော်ကြီးကိစ္စတွေကိုတင်ပြရမယ်ဆိုလို့ရှိရင်တော့နှစ်ဦးနှစ်ဖက်နားလည်နိုင်တဲ့ညီနိုင်မှုတွေနဲ့ပြေဆုံးပြီးတော့မှကျင်းဥစရာတွေကိုတာယာပျော်ရွှင်မှောက်တဲ့ခွင့်လန်းတွေကိုရရှိမှာ ဖြစ်ပါတယ် တယူပို့ဆောင်ရေးလုပ်ငန်းတွေစက်ပြိုရေးလုပ်ငန်းတွေအထူးကြိုးပင်းမဲ့အချိန်ကာလလေးဖြစ်ပါတယ်ငွေပေးငွေယူလုပ်တဲ့အခါမှာတော့အထူးတတိထားဖို့လိုအပ်ပါလိမ့်မယ်လူငယ်တွေအနေနဲ့ကတော့ပညာရေးမှာ အောင်မြင်တိုးတက်မဲ့နေ့ဖြစ်လာပြီးတော့မှနိုင်ငံခြားပါတာစကားတွေကိုလည်းတည်ယူခွင့်ရရှိမဲ့နေ့လည်းဖြစ်ပါတယ်ကျမရဲ့ညံ့နေတဲ့သူတွေကတော့ဆရာကောင်းဆေးကောင်းနဲ့တွေ့ပြီးတော့မှခံစားနေရတဲ့ယောဂဝန်တိုင်းနဲ့ပျောက်ကျသွားမှာဖြစ်ပါလေ။ဆောင်ရရှိဆောင်ရံတွေကတော့ တရားသူမေခါတော်တော်ကိုနာနဲ့အိယာဝင်ရင်နာနဲ့အိယာထရင်ကိုးကောက်ညအိယာဝင်ရင်ကိုးကောက်ရွတ်စုဖို့လိုအပ်ပါတယ်မိမိတက်စရွတ်စုနိုင်ရင်တော့ပို့ပြီးတော့ကောင်းပါတယ်အင်းကြီးအနေရောင်ဝတ်တာအရက်ဘီယာတောက်တာတွေကိုရှောင်ရမယ်တလောက်ကိုနှစ်ကြိမ်သုံးကြိမ်စနေနေ့မနေ့ပိုင်းမှာနွားလုံးနဲ့ခေါင်းကလောင်းပြုံမှာရီချိုးပြဖို့လိုအပ်ပါလိမ့်မယ်အနောက်ဖက်ရက်အရှင်းပြောင်းတောက်ရက်တွေကို ခီးသွားတာမျိုးတွေကိုစောင့်ကျင်ဖို့အထူးလိုအပ်ပါတယ်မေတ္တာရည်ပွားများကျမ်းမာချမ်းသာလူဝါဆန္ဒတွေပြုဝကြပါစေ။